ရီးမီးယားလိမှာကိန်းဂဏန်းအချက်လက်ရတိုက်စစ်စွမ်းဆောင်ရေးအကောင်းဆုံးအသင်းကိုသိပါသလားချယ်ဆီဖြစ်ပါတယ်မင်္ဂလာပါကုခိန်းချယ်ဆီဖန်ပေ့ချ်ကနေအပြောင်းအလဲတွေများအားလုံးကိုကြိုဆိုပါရစ်မှန်ပါတယ် Opter Analyze ရဲ့ကိန်းဂဏန်းအချက်လက်ထဲမှာ overall ပေါ့နော် overall ဆိုတာလုံးပေါင်းပေါ့ရေဘူးရဆန်ပေါ်ပြချက်အရာတိုက်စစ်စွမ်းဆောင်ရေးကိန်းဂဏန်းအချက်လက်အကောင်းဆုံးအသင်းသည် Chelsea ဖြစ်နေပါတယ်။ဒါက Premier League ရဲ့ကိန်းဂဏန်းအချက်လက် မှတ်တမ်းပဲဖြစ်ပါတယ်။ဒီ overall တုံ့တက်မှုမှာ set piece တည်တံ့မပါဘူး။ penalty တွေမပါပါဘူးခင်ဗျ။အားလုံးပေါ့နော်။ပွဲစဉ်တစ်ပွဲမှာ Chelsea တင်းဟာ goal ဘယ်နှခုတွင်းနေ shot on target ဘလောက်ရှိတယ် expected goal ဘလောက်ရှိတယ်စတဲ့အချက်လက်တွေကိုပဲဆွေးနွေးသုံးသပ်ထားတာဖြစ်ပါတယ်။တခြား goal တွင်းမှုအပိုင်းနေကြည့်မယ်ဆိုရင်တော့ဗျာထားပါတော့အခု ပရီးမီးယားလိဆက်တပွဲကစားပြီးတဲ့အချိန်မှာတွင်းကိုအများဆုံးတွင်းယူထားတဲ့အသင်းဟာမန်စီးတီးမန်စီးတီးဒီ23ဂိုးရှိတယ်ချယ်ဆီကဒုတိယမြောက်လိုက်တယ်22ဂိုးပဲတိုးပေမဲ့တချို့တော့အသေးစိတ်အချက်လက်တွေမှာချယ်ဆီရဲ့တိုက်စစ်ဆွမ်းဆောင်ရည်တွေကပိုကောင်းတာကိုတတိထားရပါလိမ့်မယ်ဒါပေမဲ့မန်စီးတီးကတော့ပိုတည်ငြိမ်နေပေါ့နော်ကျွန်တော်အဲ့ဒီပိုင်းကိုနောက်မှဆွေးနွေးပါအောင်မယ်မန်စီးတီးဒီပရီးမီးယားလိရဲ့တိုက်စစ်အကောင်ဆုံးနေရာမှာဒုတိယ အဆင့်ရှိနေတယ်ခန်းစစ်အကောင်းဆုံးဆွဲဆောင်ရမှာလဲဒုတိယနေရာမှာရှိနေတယ်အတင်းတင်းဖြစ်ပါတယ် balance ဖြစ်တာပေါ့လေကျွန်တော်တို့ကြတော့အဲ့လိုခန်းစစ်ဆွဲဆောင်ရရကြတော့တော်တော်အဆင်မပြေဘူးထားပါအခုကျွန်တော်တို့တိုက်စစ်ပိုင်းမဲ့အဓိကဆွေးနွေးရလိမ့်မယ်အဲ့တော့တိုက်စစ်ဆွဲဆောင်ရကောင်းတာကျွန်တော်တို့ငကိုထင်ခဲ့တဲ့အတိုင်းပဲတောင်ပံကစားသမားအကောင်းများစွာရှိနေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဒါတော့မှကိုးပါမှမပါဝင်သေးဘူးပါမပါဝင်လာတဲ့အခါကျရင်ဒီတက်ပို့ပြီးကျန်းလာဖို့ရှိတယ်။လက်ရှိတောင်ပံကစားသမားတွေကိုကြည့်ကြည့်တကူအီတကာရဲ့ကျွမ်းကျင်မှုရှိတဲ့ကစားသမားတွေကြီးပဲ ပက်ဒရိုနက်တိုအစတီဖန်ဝီလီယံနှစ်ယောက်လုံးကငကြမ်းနေတပတ်မှာဂနာချိုနဲ့ဂေဒန်စ်ကအခုမှမြေစမ်းခင်းရန်ပြိုးနေလို့သူတို့လည်းအသင်းနဲ့အန်ဝင်ဂွင်ချဖြစ်သွားတဲ့အခါကျရင်ပိုကျမ်းမဲ့ခြေသွမ်းမျိုးတွေမြင်လာဖို့ရှိတယ်လက်ရှိအချိန်မှာတော့မှဒီစုဖွဲ့မှုနဲ့ချယ်ဆီကတိုက်စစ်ဆွမ်းဆောင်ကြီးတော်တော်ကောင်းထားတယ်လို့ပြောနိုင်ပါတယ်โอเคအဲ့တော့ကျွန်တော်ပါမက်ရှ်ကိုပဲပြောမယ်နော်တပွဲပြင်းမြဒါအားလုံးကိုမပြောထားပါတော့ဗျာအခုချယ်ဆီရဲ့စက်တပွဲကစားထားတယ်တွင်းကို22ကိုတွင်းထားတယ်အက်စပက်တက်ကိုကချယ်ဆီဒီ20တသမ ခုနှစ်၅ချိန်ရှိတယ်အဲ့လိုပြောရင်ရှေ့သွားနိုင်တယ်အဲ့တော့တပွဲပြင်းများတွင်းကိုတွေနော်အချက်လက်တွေပဲကျွန်တော်ပြောပြပေးပါမယ်โอเคအဲ့တော့ Chelsea ဒီတပွဲမှာပြင်းများတိတိတမ6ချိန်ကိုတွင်းယူထားပါတယ်ဒါက Man City ပြီးရင်ဒုတိယမြောက်အကောင်းဆုံးအချက်လက်လို့ပြောနိုင်ပါတယ် Man City ကတော့2တိတမ3.6ချိန်မှာကျွန်တော် Man City နဲ့ရှင်းရှင်းပြောသွားမယ်နော်ကျွန်တော်နောက်ထပ်တပိုင်းက expected goal expected goal ဆိုတာဂိုးဝင်မှုအနည်းဆက်ဆုံးအခြေအနေတွေ ဂိုးမဟုတ်ဘူးเนาะ expected ဆိုတာဂိုးဖြစ်ရှုမြင်နိုင်ရတယ်ပေါ့ဗျာထားပါတော့ဂိုးသမားပို့ထုတ်ကာကွယ်သွားတာတိုင်ထိသွားတာနောက်ခံလူတွေ block သွားတာကန်သွင်းလို့ဘေးကိုချော်ထွက်သွားတာဂိုးတိုင်လေးနဲ့ကတ်ပြီးတော့လွဲသွားတာအဲ့ဒါတွေအားလုံးက expected ကိုတိုးပင်မဲ့အဲ့ဒီ expected ဂိုးဒီဂိုးဖြစ်မြင်ရဖို့အတွက် percentage အနည်းများပဲกว่าတယ်ထားပါတော့မဖြစ်နိုင်တဲ့ဘောလုံးကိုဂိုးသမားကပို့ထုတ်သွားလို့ expected ကိုဖြစ်သွားရင်ပဲဂိုးသမားမပို့ထုတ်နိုင်ဘူးဆိုရင်အဲ့ဒါကဂိုးပဲအဲ့တော့ကြောင့် expected ကို များတာလည်းကောင်းတယ်နောက်ပြီးတော့ expected goal တွေကိုမပေးရတာလည်းကောင်းတယ်အာစတန်သေးဆိုရင် expected goal တော်တော်နည်းတယ်ဗျသူတို့လုံးဝ goal ရနိုင်တဲ့အခြေအနေတွေကိုခွင့်မပြုဘူးဆိုတဲ့သဘောမျိုးပေါ့နော် Chelsea ကတော့ goal ရနိုင်တဲ့အခွင့်အရေးတွေကိုအများကြီးစူးစမ်းနိုင်ခဲ့တယ်အဲ့တော့ expected goal များပေမဲ့ Chelsea ကတကယ် goal အဖြစ်ပြောင်းလဲတဲ့နေရာမှာတော့နည်းတယ်ဗျ Chelsea ဒီ expected goal တိတိတမာ ရှိကိုးချင်းရှိတယ်ဒါကတပွဲပြဲမြ expected goal เนาะအဲ့တော့ expected goal နဲ့ goal ကိုအချိုးချလိုက်ရင် Chelsea က3ညတသမ3ညနှစ်ချိန်ရှိတယ် minus တော့မထွက်ဘူးဒါကမစိုးဘူးလို့ပြောလို့ရတယ်အဲ့ဒီ3ညတသမ3ညနှစ်ချိန်ဟာ Arsenal နဲ့ Man City တို့လောက်တော့မကောင်းဘူးဒါပေမဲ့တော်တော်များဟို Chelsea တက်ပို့ပြီးတော့အဲ့ဒီအခွင့်အရေးတွေကိုအသုံးချတဲ့အသင်းတွေရှိပါတယ်ဒါ Man City နဲ့ Arsenal တွေမဟုတ်ဘူးဥပမာ Brentford ဆိုရင်လည်း expected goal နဲ့ goal ကိုအချိုးချရင် ုံညာတက်မှတုံညာ၃ချိန်ထိရှိတယ်ဆိုလိုချင်တဲ့သဘောကသူတို့ဒီဂိုးတွေကိုပို့ပြီးတော့တွင်းယူထားတယ် expected ကိုနဲတယ်ဆိုတဲ့သဘောမျိုးပေါ့နော်ဂိုးရဖို့အခွင့်အရေးနဲပေမဲ့တကယ်ဂိုးအဖြစ်ပြောင်းလဲနိုင်တဲ့အသင်းမျိုးဖြစ်ပါတယ် now ပို့ပြီးချဲတဲ့အသင်းတွေကိုကျွန်တော်ပြပြမယ် အာစတယ်ဆိုရင်3.3 3.6ချိန်တော့ရှိပါတယ်ဒါကတော့ expected goals နဲ့ goals တွေကိုအချိုးချထားတာပေါ့နော်ဟုတ်ကဲ့ကျွန်တော်ညီကိုရေအနေနဲ့ဘလုံးဘွဲကစားခြင်းနဲ့ဆိုရင်တော့ senior dodge စီမှာမောင်း9 6အိုင်ဘတ်ခွန်ရှိကို9ဒလုံး miss တို့ကို member တစ် unit ဖြစ်အပူစုရေးနေရုံကြည်သွားကစားလို့ရပါတယ်အသေးသေးသိခြင်းနဲ့ဆိုရင်တော့ဘယ်ဘနမတ်3.9 6.9 3.8ခွန်380မှာစပ်သွယ်ဆုံးလမ်းမေးမြန်းလို့ရပါတယ်ခင်ဗျာကျွန်တော်နောက်တစ်ပိုင်းကတပွဲပြင်းများကန်သွင်းယူတဲ့အချိန်ကြီးအတွက် Chelsea က 9.64ချိန်ရှိပါတယ်အဲ့ဒါမန်စီးတီးထက်ကိုပို့ပြီးတော့များတယ်ကန်သွင်းယူနိုင်မှာပေါ့အသင်းမှာရှိနေတဲ့ကောင်းတွေကိုလည်းကြည့်လိုက်အောင်လေဂနာချိုတို့ဂီဒန်စ်တို့အဝေးကနေလက်လက်ကက်ဖ်ကြတယ်လို့ပက်ဒရိုနာဒိုကလည်းအဝေးကန်ချက်တွေကောင်းတယ်အန်ဆိုတို့ကလည်းအဝေးကနေကန်နိုင်တယ်ဒါတော့မှပါမမပါသေးလို့ပေါ့နော်အဲ့တော့ကြတပွဲပြဲမြကန်သွင်းချက်တွေက14.36ချိန်တောင်ရှိတာပါဒါမဲ့လည်းအဲ့ဒီ14.36ကျင်းဆိုတာအကောင်းဆုံးအရေအတွက်တော့မဟုတ်ဘူးအာစတန်ဆိုရင်14.83ကျင်းတောင်ရှိပါတယ် မန်ချက်စတာယူနိုက်တက်က14ဒသမ36ချိန်ပေါ့နော်အဲ့ဒါကြောင့်ဒီ shoots တွေကများတယ်ဆိုပေမဲ့အသင့်တင်းတဲ့လောက်များတဲ့သဘောမျိုးပါ Chelsea နဲ့တိတ်မကွာတဲ့အသင်းတွေလည်းရှိနေပါတယ်နောက်တဲ့တစ်ပိုင်းအရေးကြီးတာက shoot on target ဘလောက်ထိဂိုးပေါက်တက်အောင်ကန်သွင်းနိုင်တယ်လဲခုနကဟော shoots တွေဆိုတာကတော့တောင်ကံမြောက်ကံအလုံးတွေလည်းပါလိမ့်မယ်မိုးပေါ်ထောင်သွားတာတွေပါလေအဲ့ဒါ shoots ထဲမှာပဲသူကထည့်တာဘူးဒါပေမဲ့များနေဖို့တော့လိုတယ်ဗျာအဲ့လိုအရေးအတွက်တချို့သူလုံးဝမရတဲ့အသင်းမျိုးတွေရှိတယ်ထပ်မှာတော့ shoots on target ကဂိုးပေါက်တက်အောင်ကန်နိုင်တဲ့အချိန်ကြီးအတွက် ်ချယ်ဆီဟာ9.64ချိန်တည်းရှိပါတယ်အဲ့ဒီ shoes အရေအတွက်ဒီလက်ရှိ premier league မှာချယ်ဆီအကျန်းဆုံးမှာချယ်ဆီရဲ့နောက်မှာကတော့ man city ဖြစ်ပါတယ်9.18ချိန်တည်းရှိပါတယ်အဲ့တော့ကြဂိုးပေါက်တဲ့တယ် expected goal တွေများတယ်ဆိုပေမဲ့ Chelsea ဒီဂိုးအပြင်မပြောင်းလဲနိုင်တာဖြစ်ပါတယ်ဆိုတော့အနည်းချုပ်ရမယ်ဆိုရင်ကျွန်တော်တို့ Chelsea တင်းဒီ Premier League ပွဲစဉ်ဆက်တပွဲကစားပြီးတဲ့အချိန်မှာတိုက်စစ်စွမ်းဆောင်ရေးကောင်းမှုမှုတွေအများကြီးတွေ့လာရတယ်ဒါပေမဲ့လည်းတကယ်တမ်းဂိုးအပြင် ပိုင်ပိုင်နိုင်နိုင်ပြောင်းလဲနိုင်တဲ့အပိုင်းမှာတော့အားနည်းမှုရှိနေပါသေးတယ်ခင်ဗျ။ဒါတော့ Opta Analyze ကဖော်ပြထားတဲ့ကိန်းဂဏန်းအချက်အလက်တွေကိုသုံးသပ်ဆွေးနွေးမှုလုပ်ခဲ့တာပါ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။